ီးခန့်ခြင်းဟူသည်စိတ်ကောင်းပြည့်ထင်ချုပ်ကဒေါသမီးလက်များကိုငြိမ်းသက်ခြင်းဖြစ်သည်ဘဝခီလည်းအခက်အခဲများစိရဲ့ဒုက္ခများသူတစ်ပါး၏နှောက်ယှက်မှုများကိုတီးခန့်နိုင်ခြင်းဖြင့်စိတ်၏ငြိမ်းချမ်းမှုကိုရရှိကာကိုယ်ရည်ကိုယ်သွေးတိုးတက်ပြောင်းလဲစေသည်သို့သောဤတီးခန့်ခြင်းသည်မျက်စိစုံမိတ်လက်ခံခြင်းမဟုတ် မတရားမှုမကောင်းမှုမိမိကိုယ်ကိုထိခိုက်နေနိုင်သည့်အရာများကိုလဲလို့ရှုခြင်းမဟုတ်ပါထို့သောအခြေအနေများတွင်မှန်ကန်သောနိလန်ဥပဒေနှင့်အညီဒေါသမပါဘဲစင်ကျင်တုံတရားဖြင့်ပြုပြင်ပြောင်းလဲတားဆီးကာဝယ်ခြင်းတို့ကိုပြုလုပ်ရမည်ဖြစ်သည်အနည်းချက်အားဖြင့်တီးခန့်ခြင်းဆိုသည်မှာအမျက်ဒေါသမပါဘဲ တ္တာစိတ်ဖြင့်ရှုမြင်ကမိမိစိတ်ကိုနှိတ်ချနိုင်သောမြင့်မြတ်သည့်စိတ်တတ္တရဲ့ပင်ဖြစ်ပြီးတော်သည်